ုံးပန်းလားမင်းသမီးနားထောင်သူတို့အတွက်ဒီတစ်ခါမှာတော့ရာဇဝင်နေကသုံးပန်းလားမင်းသမီးလေးရဲ့တမိုင်းအကြောင်းကိုဖော်ပြပေးချင်ပါတယ်ရာဇဝင်နေကသုံးပန်းလားမင်းသမီးလေးရဲ့နေရဖြစ်တဲ့လက်သေးကန်လက်သေးရေကန်နဲ့ဟောင်းနှွင့်ယူရင်းနေပေမဲ့လှပနေစဉ်သုံးပန်းလားအကြောင်းတိုင်းရဲ့ဝန်ထဲစီအားဒဏ္ဍာရီလေးကိုပြောပြရင်ယဉ်ကျေးမှုတမိုင်းအကြောင်းတွေထုံလွှမ်းနေတဲ့တရေခိတ္တရာအကြောင်းတွေကတော့ကျွန်တော်တို့ရဲ့အိယောင်ဝင်ပုံမြင်တွေဖြစ်ခဲ့ဘူးတယ်ဆိုရင်မမပါဘူးသုံးပန်းလားမင်းသမီးလေးကိုရှင်စောပြူထိတ်ထားလို့လည်းခေါ်ပါတယ် ဒီမင်းသမီးလေးကိုသုံးမှန်လာလို့အမိတွင်ရတဲ့အကြောင်းကမင်းသမီးလေးကနေထွက်စမှာရွှေအစင်းရှိတယ်လို့မွန်တဲ့ချိန်မှာပွင့်လန်းနေတဲ့ဘန်ကလေးရဲ့အလှမျိုးရှိကစည်းစာချိန်မှာတော့ကိုယောင်ကိုဝါထုံးလင်းနေတဲ့အောင်ထင်မှတ်မှားရတဲ့အထီးဖြစ်ရတာကြောင့်ပုံစံသုံးမျိုးနဲ့လှတဲ့သုံးမှန်လာမင်းသမီးလေးရဲ့လို့အမိတွင်ရတာဖြစ်ပါတယ်လူမဟာတေခိတရာရဲ့အနီးအပါတိုင်းပြည်ငယ်ဖြစ်ခဲ့တဲ့တောင်ညိုဘရင်ရဲ့နှမတော်ဖြစ်ပါတယ် ရာဇဌာနီကြီးဖြစ်တဲ့သေခိတ္တရာနဲ့နှစ်ပြည်တော်ချင်းကြီးအတွက်တောင်ညိုဘရင်ဟာသူ့ရဲ့နှမတော်ရှင်စောပြူထိတ်ထားလေးကိုဒရက်ပေါင်းဒုဒက်ပေါင်းမင်းစီဆက်သားခဲ့ပါတယ်။မင်းသမီးလေးကလည်းဒုဒက်ပေါင်းမင်းကိုနာမည်ကြားစင်ကလေးကတိတ်တခွန်းမြန်နိုးနေပြီးသားဆိုတော့အကိုတော်တောင်ညိုဘရင်ကစကားဆောက်လိုက်တာနဲ့သေခိတ္တရာကိုသူတို့သမီးမိဖုရားလောင်းအဆောင်အယောင်နဲ့အလှမ်းကျွမ်းခဲ့ပါတော့တယ်။ ဒါပေမဲ့ဒုတိယပေါင်းအမင်းရဲ့အချို့သောမီဒီယာတွေဟာသုံးမာနမင်းသမီးလေးရဲ့အလောက်ကိုချိုးတင် ကြားထားပြီးဖြစ်တာကြောင့်မနာလိုမချုစိတ်နိုင် ဖြစ်ကြလားမင်းသမီးလေးကိုခေါ်ဆောင်လာတဲ့လန်တရှောက်သတင်းတွေကိုဒုတိယပေါင်းအမင်းကြီးစီကိုတင်ပြချောက်ထားရတဲ့လူယုံကတစင်မင်းသမီးရဲ့မကောင်းသတင်းတွေကိုသာလိမ်လည်ပြီးမဟုတ်မမှန်တင်ချောက်စီခဲ့ပါတယ် မေဖုရားတွေထံမှာရှင်းမြင့်ငွေတွေတောစားသုံးထားတဲ့မင်းမူလန်းတွေကသုံးမှန်လမင်းသမီးလေးဟာဆုံးအတက်နဲ့လှပောင်းအောင်ဖန်ဆင်းစီရင်ထားတာဖြစ်လို့ကြောက်စရာရုပ်တံကတော့တစ်နေ့၃ချိန်ပေါ်လာတဲ့ကြောင်းမမှန်မကန်ရှောက်တင်ကြပါတော့တယ်။ဒီလိုနဲ့ယုံကြည်သွားတဲ့ဒေါက်တာပေါင်းမင်းကြီးဟာမင်းသမီးလေးကိုနန်းတော်အတွင်ဝင်ဝင်မပြူတော့ပဲတကောက်ပါကနေပြန်လဲပို့ဆောင်စီခဲ့တဲ့အတွက်မင်းသမီးလေးဟာအချက်ကြီးစွာရခဲ့ပါတော့တယ်။ ူကိုယ်သူအမှန်တကယ်အလှပြက်နေပြီလားဟုတန်တရားဝင်ကမြေကြီးကိုလက်သေးနဲ့ရေးထွက်အောင်တူးပြီးရေးရေးမှသူကိုယ်သူပြန်ကြည့်ခဲ့ပါတယ်တဲ့အဲ့ဒီမင်းသမီးလေးလက်သေးနဲ့တူးရှိခဲ့တဲ့နေရာမှာရေကန်ကြီးဖြစ်ပေါ်လာပြီးယနေ့တိုင်လက်သေးကန်လို့အမည်တွင်တယ်လို့လည်းအဆိုရှိပါတယ်ပါဇက်ရာဇဝင်တချို့မှာတော့အဖြစ်မှန်ကိုသိသွားတဲ့ဒုတိယပေါင်းမင်းကြီးဟာမင်းသမီးနောက်ကိုအမိလိုက်ခဲ့ပါတယ် လမ်းမှာလက်သင်းနဲ့ဒူးထားတဲ့အမှတ်အသားတွေတွေ့ခဲ့တဲ့အတွက်မင်းသမီးပြန်လည်မြင်တွေ့တဲ့အခါစိတ်ကျေနပ်စီရင်ချက်ချင်းရေကန်တူးကြာပင်တွေစိုက်ပြီးလှလပပရှုကျင်ရှုကျင်စပွဲကြာကန်ကြီးဖြစ်စေခဲ့တယ်လို့လည်းဆိုကြပါတယ်မိတို့ပင်ဆိုစေကမူဒုတိယပေါင်းမင်းကြီးနဲ့မဆုံလိုက်ခင်မှာပဲသုံးခံလာမင်းသမီးလေးဟာရှက်ရွံ့နာကြီးမုံတီးစိတ်တွေနဲ့ရင်ခွဲနာကြအသေးဆုံးခဲ့ပါတဲ့ ကျွန်တော်ပေါ့အမင်းကြီးလည်းမင်းသမီးတည်ဆုံးခဲ့ရနေရာမှာဂူဘိတ်မှန်တည်ထားပေးပြီးမင်းသမီးရဲ့အရွှေရန်တွေကိုရွာကြီးတဲကစောင့်ရှောက်နေထိုင်စေခဲ့ပါတယ်ခမညာအဲ့ဒီရွာရဲ့နာမည်ကကိုကြီးမြုပ်ရွာတယ်လေသုံးဖန်လာမင်းသမီးလေးရဲ့လွမ်းမောစရာဒဏ္ဍာရီလေးကတော့ဒီမှာပဲဇက်သိမ်းခဲ့ပါတယ်ဒါပေမဲ့မင်းသမီးတည်ဆုံးပြီးနောက်နတ်စင်းဖြစ်သွားကကျွန်တော်ပေါ့အမင်းကြီးထံနေထိုင်စရာအပိုင်စတောင်းခဲ့တဲ့အတွက်ကျွန်တော်ပေါ့အမင်းကြီးကအခု သုံးဖန်လာရွာအဟောင်းဖြစ်လာမဲ့နေရာကို အပိုင်စားပေးခဲ့တယ်လို့ဆိုပါတယ် သုံးပါလာရွာဟောင်းနဲ့တမိုင်အကွာလောက်မှာရေသေးလက်သေးရေကန်းရှိပါတယ်လက်သေးကန်းတစ်ပေးမှာပြပြက်နေတဲ့သုံးပါလာမင်းသမီးနှစ်ကိုနဲ့ရှေးဟောင်းတိမ်တစ်ခုလည်းရှိပါတယ်နောက်ဆက်တွဲစိတ်ဝင်စားစရာကိုယ်ကိုယ်ယုံကြည်မှုအကြောင်းတွေလည်းရှိပါသေးတယ်။မင်းသမီးကိုမြုံနှံခဲ့တဲ့ကိုကြီးမြုံရွာကရွာသူရွာသားတွေဟာသုံးမလာမင်းသမီးအကြောင်းကိုလက်လွတ်စပယ်မပြောဆိုရကြပါဘူး။မင်းသမီးကိုအမှားပြုမရင်နှူတတ်တယ်လို့အယုံကြည်ရှိကြပါတယ်။ အရင်ကလည်းအဲ့ဒီရွာမှာကိုရီးပြားဝေဒနာတဲ့အချို့ရှိကြပါတဲ့။သုံးမလမင်းသမီးဟာသူနဲ့ဒုတိယပေါင်မင်းကြီးနဲ့ကွဲကွာကြရတာဟာဂုံချော့ဂုံတိုက်တဲ့စကားတွေကြောင့်လို့ယုံကြည်တဲ့အတွက်အဲ့လိုပြောတာတွေကိုအလွန်မုန်းတိပါတယ်။လွန်ခဲ့တဲ့နှစ်တရာကျော်လောက်ကသုံးမလရွာဟောင်းမှာနေခဲ့ကြတဲ့လူတချို့သည်အဲ့ဒီလိုပြောဆိုခဲ့တဲ့အဖြစ်အပျက်ကြောင့်တရွာလုံးခန်းချော့ပျက်စီးခဲ့ပြီးရွာသစ်နေရာကိုပြောင်းရွှေ့ခဲ့ကြရတယ်လို့သိရပါတယ်။ နှစ်စဉ်နှစ်တိုင်းနှစ်စဉ်နှစ်တိုင်းလဲဝါဆိုလာပြည်နေမတိုင်ခင်မှာသုံးမလမင်းသမီးကိုရည်စူးကနှစ်စဉ်နှစ်တိုင်းလဲဝါဆိုလာပြည်နေမတိုင်ခင်မှာသုံးမလမင်းသမီးကိုရည်စူးကတခင်မပွဲဆိုပြီးတင်မြှောက်ပူဇော်ပါတာကြတဲ့ရိုးရယုံကြည်မှုဒလိလဲယနေ့တိုင်းရှိနေကြောင်းပါခင်ဗျာပြောဖို့မေးတော့မလို့ဗျာဒီခေတ္တရပြလိုက်နာကြနေ15မိနစ်တမိုင်ခွဲလောက်ကမ်းမောင်းပြောက်သွားရင် အဲ့ဒီသုံးမှန်လားကြောင်းတိုက်ကိုရောက်ပါတယ်အဲ့ဒီမှာရှင်းဟောင်းကြောက်ထက်ကြောက်တိုက်ကြီးတစ်ခုတွေ့ပါလိမ့်မယ်မြက်ပေါင်း300ကျော်လောက်ရှိနေပြီလို့လည်းပြောကြပါတယ်တချို့ကလည်းနှစ်နေရတဲ့မုံဆိုင်ကအတော်ကြီးပြောတာကြားခဲ့ရတာတော့ရှမဟာရထသာရသတင်းသုံးသွားတဲ့ကြောင်းတိုက်လို့လည်းပြောပါတယ်ဒါပေမဲ့အဲ့ဒီကြောင်းတိုက်ကြီးရဲ့လက်ရကလည်းနည်းနည်းခင်မိနေတော့မြက်ပေါင်း300အထက်မရှိတော့ဘူးထင်တာပဲပြီးတော့ရှမဟာရထသာရအသက်ရှိထင်ရှားခဲ့တဲ့အင်းဝခေဆိုတာကလည်း ျွန်တော်ပြန်တွက်ကြည့်တာနှစ်ပေါင်း300တော့မကလောက်ခုထင်နေ။နှစ်ခုလုံးကမဖြစ်နိုင်တာကြောင့်ချမဟာရထတာရာသတင်းသုံးသွားတာတော့မသေးကြတော့ပါဘူးခင်ဗျာ။အခုပြောတဲ့ရာဇဝင်တွေကသုံးမှန်လားမင်းသမီးလေးရဲ့တမိုင်းကြောင်းကလည်းစာဖတ်ရင်းရလာတဲ့ဗဟုသုတပါ။